是吧？这就当然行了。啊啊啊啊 ြပါအောင်ရှင်အတိတ်နဲ့ပြညာဘုရားရှင်ရဲ့ကဒါရနာဂါရဘူဇီမှာအတအရေးကြီးပြီးကိုယ်တိုင်ကြားရတဲ့ဒီနေ့တိုင်းမင်းပညာရှိအမတ်ကြီးဓမ္မရှိတဲ့ဘွေတိုင်းသူပြည်သားတို့ဟာအချို့သောသစ္စာတို့ကိုဘယ်မြင့်မြတ်ထမ်းလျှောက်ထားခြင်းမပြုတော့ပဲပညာရှိအမတ်ကြီးတို့သာအောက်ဝင်ပြီးဆက်ထားကြတဲ့ဘွေဒီလိုနဲ့တိုင်းသူပြည်သားတို့ဟာပညာရှိအမတ်ကြီးကိုကိုယ်တိုင်ရ ်မြန်မာပြည်ကြီးကတော့ချင်နာအားထားကြပြီးတိုင်းပြည်ရဲ့ကစားများတော့ပါပညာရှိအမတ်ကြီးကိုတိုက်မြင့်ကြတာပေါ့ပညာရှိအမတ်ကြီးလည်းမိမိကမိသူမဆောအချင်းဝရွေးဝင်ဆောင်ဝင်သူခါနေတရဲကွယ်ဒီအကြောင်းကိုဘီရင်မြတ်ကြီးတည်တော်မူတော့လို့အမတ်ကြီးရဲ့သစ္စာတိရသမားကြီးကိုလုံး ပဲတနေ့မှာပြည်မရှိအမတ်ကြီးဟာဆက်လက်မကြီးမတားဖြစ်တဲ့အတွက်ဒီနောက်ဘုံမတည့်ရောက်ခဲ့နိုင်လို့ဒီမြန်မာလည်းနီလာခံပြည့်တဲ့အခါမှမညာနဲ့ဆွေရလေးပါပြောကြရင်လည်းပြည်မရှိအမတ်ကြီးဟာစပိကြမ်းရဲ့အပြင်လူလောကရရှိတော့အတွေ့အကြုံဘဝတ္တမှာလည်းမတူအောင်ကျွေးဆွေးကြအတွေ့အခေါ်ပေါင်းတော့စေတမား ဟာကျွန်တော်မျိုးတွေကိုပညာရှင်တွေပြည်သူဆိုတော့အတုံးမချပဲပညာရှင်အမတ်ကြီးတအုပ်ရဲ့ဘုရားဦးစားပေးနေတော့ကြောင့်ကျွန်တော်မျိုးတို့ရင်းနာကြကြရပါတယ်အရှင်မင်းရလို့ရှုပ်တင်လိုက်တဲ့တွင်အဲ့ဒီအချိန်မှာပဲတောက်တယ်မိချင်တရားမှာသူရဲ့ဖေမနဲ့အတူကလေးငယ်ကိုရင်ခွင်ပါပြီးဒီလိုမျိုးမျိုးရှိတော့ဘယ်ပြောင်းလာကြတဲ့အဲ့ဒီနောက်ဖေမဖြစ်သူကဒီမြက်အောင်ဘယ်ဘုရားအနယ်ဝေး ရှိမိပြက်ထားဖက်ဆောင်လာတဲ့အချက်ဖြစ်ပါရဲ့ခင်ဗျာလို့ဆက်တင်လိုက်တဲ့ကွယ်ကလေးငယ်ရဲ့ဖက်ဖက်ဆက်တင်တာကမင်းကြီးကြရတဲ့အခါကလေးငယ်ကိုရှိတော်တူလာစေသူရှိပြီးတော့ဘရိုဘနာပြည်ရှိရုပ်ကိုလည်းသူရှိနေတဲ့ကွယ်အဲ့ဒီနောက်ဘီမိပြက်ကအိုးကလန်တဲ့ဘရိုဟိကြီးသင်စကားမဆုံးမိတဲ့သူတို့ရဲ့အသိပညာကြီးလို့ဆက်တဲ့ရန်မဆင်တဲ့ရင်တည်းရဲ့ပေါ်ပေါ်လာခွေ နာဝရင်မူရက်ကဟိုအမတ်ကြီးအီတော်ရင်သာဇနီးမောင်လည်းဟာဝိနေနဲ့အရင်မှလာခဲ့ကြပြီသူများနဲ့မတူဘူးအဲ့ဒါသူဆက်စွာသူလူလာရဲ့ပိုရိကလေးကိုပြတ်တာလို့ငါထံတွေအခု ရှင်မင်းရဲ့ဒီလိုနဲ့အာဥပမေခန္ဓာကိုယ်ကြီးမြောက်အောင်လုပ်ရမှာမခင်းလာပါခင်ဗျာဒီအိတ်ခုတော့ချောပြီးဥပမာအမြဲတစေဆက်ထားပြပါကမကြမီအကျဲဥပမာဟာ ရှိအမတ်ကြီးရဲ့စကားကိုကြားရတယ်။တော်ရင်သာဇနီးမောင်နဲ့ဟာအမတ်တရာဝမ်းမြောက်ဝတ်သာထူထားကြတာပေါ့။ဘီရင်မြမြတ်ဘီရင်မြမြတ်လည်းကလန်နော့ဘရဟေဘုရားဒီပဲတို့လည်းပြီးကိုယ်ကလန်နော့ဘရဟေကြီးအသိဉာဏ်ဆိုတာစပင်းကျမ်းမှာလာရှိ မိမိကမိမိပညာရဟုမာနမထောင်လာတဲ့ကြောင်းကျောင်းပြင်ပမှာလည်းမိမိတို့တည်တည်ပြီးထိုက်တဲ့ပညာရတွေကိုလည်းလေ့လာကြရုံကြောင်းကိုသက်ကြချထားတဲ့ပညာရတွေကိုလည်းစီလျော်အောင်အသုံးချပြီးအများရဲ့လူ့အချက်များပြဿနာများကိုလည်းသိရှိနေကြောင်းသိရှိလိုက်ရပါရဲ့ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်